ားလုံးပဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏ကမ္ဘာနိုင်ငံများစိတ်ဝင်စားတဲ့နိုင်ငံအစ္စရေးနဲ့အီရန်သတင်းများတင်ပြသွားမည်ဖြစ်သည်အမေရိကန်မှအီရန်ပေါ်တိုက်ခိုက်မှုစတင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယနေ့မနက်ပိုင်းတွင်အမေရိကန်စစ်လေယာဉ်များကအီရန်နိုင်ငံရှိနျူကလ ియర్ စီမံကိန်းနှင့်ဆက်နွယ်သည့်၃နေရာအားဝင်ရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းကြေညာလိုက်သည် ထိုတိုက်ခိုက်မှုအတွင်အမေရိကန်ပိုင်ဘုံးကျဲလေယာဉ်များကပေါင်၃၀၀ရှိသောဘုံးများကိုအသုံးပြုပြီးအနက်ဆိုင်ဆုံးတောင်အောက်တွင်တိစောက်ထားသောခေါ်ရိုနျူကလ িয়ার စခန်းကို ပထမဆုံးပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ထရန့်ကလည်းလူမှုမီဒီယာတွင်အခုအခါအမေရိကန်လေယာဉ်များသည်အီရန်လေပိုက်နက်ကထွက်လာပြီးဘေးကင်းစွာပြန်လည်ရောက်ရှိလာခဲ့သည်ဟုပြောကြားခဲ့သည်။ အမေရိကန်လေတက်ဤထက်မှန်သောပြစ်မှတ်နှစ်ခုမှာအီရန်ဤယူရေနီယံတန့်စင်စက်ရုံများဖြစ်ကြပြီးဒုတိယစခန်းမှာနက်တန်စဒေတာရှိတန့်စင်စက်ရုံကြီးတစ်ခုဖြစ်သည့်ထိုနေရာမှာလည်းမကြသေးခင်ကဣသရေလတိုက်လေယာဉ်များကဝန်းကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသတင်းများအရသိရှိရသည်တတိယမြောက်ပြစ်မှတ်မှာအစ်စဖာဟန်မြို့အနီးတွင် တည်ရှိပြီးထိုနေရာတွင်နျူကလ িয়ার ဘုံးအတွက်အသုံးပြုနိုင်သည့် တန့်စင်ယူရေနီယံများကိုတူလောင်ထားသည်ဟု အစ္စရေးကထုတ်ဖော်ပြောကြားခဲ့သည်အမေရိကန်၏ဤတုံ့ပြန်မှုသည်အီရန်၏နျူကလ িয়ার စွမ်းရည်တိုးမြင့်မှုအပေါ်တိုက်ရိုက်အဖြစ်ဖြစ်ကြောင်းသုံးသပ်သူများကဆိုသည်ထိုအချိန်တွင်ထရန့်ကအီရန်ကိုတတိပေးပြီးအီရန်နိုင်ငံကအမေရိကန်ကိုလက်တော့ပြန်ရင်ပုံမှုကြီးမားတဲ့တုံ့ပြန်မှုကြုံရနိုင်ဟုထရန့်ကပြောသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုသတိပေးချက်ပြင်းပြင်းထန်ထန်ထုတ်ပြန်လိုက်ပါတယ်။အမေရိကန်အပေါ်လက်တော့ပြန်မယ်ဆိုရင်အီရန်နေနဲ့ယနေ့ညအတွင်းတိုက်ခိုက်ခဲ့သည့်အတိုက်အခိုက်ထက်ပိုမိုပြင်းထန်တဲ့အင်အားဖြင့်ထပ်မံတိုက်ခိုက်ခံရမယ်လို့ထရန့်ကသတိပေးခဲ့ပါတယ်။ထို့သတိပေးချက်ကိုထရန့်က To Eat Truth ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် တင်ခဲ့ပြီးအမေရိကန်အနေဖြင့် ်အီရန်၏အဓိကနျူကလ িয়ার အခြေစိုက်ရာနေရာများကိုနှစ်ဘုံကျဲလေယာဉ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြခဲ့သည်။အစ္စရေးနှင့်အီရန်တို့အကြားပြိပခစူညံလာမှုအပေါ်အကြောင်းပြန်ထုတ်ပြန်ခဲ့သူကတော့ကုလသမဂ္ဂအထွေထွေတွင်ရေးမှူးချုပ်အန်တိုနီယိုဂူတာရက်ဖြစ်ပြီးယခုအချိန်နေဟာစစ်ပွဲအချိန်မထင်မှတ်စွာ တိုးလာနေပေမဲ့အရက်သားများအပါအဝင်ဒေတာရင်းနှင့်ကဘာတိုင်းတာဖြင့်ဆိုးရွားသောအကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးခဲ့သည် ငင်းငင်းရရှိရေးအတွက်တကယ်လိုအပ်တာကစည်ရင်းနီးလည်းမဟုတ်ပဲတဏမန်ရေးရာကသာဖြည့်ရှင်းသည့်တစ်ခုဖြစ်တယ်ဟုဂူတာရက်ကလည်းထပ်မံထောက်ပြခဲ့သည်အီရန်နုမြူဆွမ်းအင်အေဂျင်စီ AE ဝေစီကလည်းအမေရိကန်၏တိုက်ခိုက်မှုကိုရက်စက်ကြမ်းကြုတ်သည်ဟုရှုတ်ချပြီးအပြည်ပြည်ဆိုင်ရာအတိုင်းအဝိုင်းကိုအီရန်၏တရားမျှတသောယက်တီချက်ကိုထောက်ခံရန်တောင်းဆိုခဲ့သည်။အစ္စရေးနိုင်ငံသားရေးဝန်ကြီးကတော့ ထရန့်ဤတုံ့ပြန်မှုကိုချီးကျူးပြီးထိုမှုကြောင့်ထရန့်ဤနာမည်ကိုတမိုင်းစာအုပ်များတွင်ရွှေရောင်ထွားဖြင့်မှတ်တမ်းတင်တင်ကြောင်းပြောကြားခဲ့သည်။တစ်ဖက်သက်အဖြစ်အီရန်ကတော့ယခုအချိန်ထိအမေရိကန်၏တိုက်ခိုက်မှုအပေါ်တုံ့ပြန်ချက်ပေးခြင်းမရှိသေးပေသို့သောယခင်ကတော့အမေရိကန်ကတိုက်ခိုက်လာပါကအရှိလေပိုင်းရှိအမေရိကန်စစ်စခန်းများကိုပြန်လည်တိုက်ခိုက်မည်ဟုတတိပေးခဲ့ကြောင်းသတင်းများအရသိရှိရသည်။ ထိုအချိန်တွင်ပင်အမေရိကန်အပေါ်မပြီးဆုံးနိုင်သည့်အကျိုးဆက်များဖြစ်ပေါ်မည်ဟုအီရန်တတိပေး။အမေရိကန်ကအီရန်၏နျူကလ িয়ার စက်ရုံများကိုတိုက်ခိုက်ခဲ့သည့်အပေါ်အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရဂျချီကပြင်းထန်စွာရှုတ်ချပြီးထိုပြုမူသည် မပြီးဆုံးနိုင်သော ထာဝရအကျိုးဆက်များဖြစ်ပေါ်စေနိုင်ကြောင်းတတိပေးလိုက်သည်။အမေရိကန်၏တိုက်ခိုက်မှုအပြီးတွင် အာရဂျာချီကလက်ကဆာဆိုရှယ်မီဒီယာပလက်ဖောင်းတွင်အီရန်နေနဲ့မိမိ၏အချုပ်ချာအနာအကျိုးစီးပွားများနှင့်ပြည်သူလုံခြုံရေးကိုကာကွယ်ရန်အတွက်လိုအပ်သမျှရွေးချယ်စရာများကိုကင်ထားသည်ဟုရေးသားခဲ့သည် သူကဆက်လက်၍ပြောကြားသည်မှာအီရန်၏ငြိမ်းချမ်းရေးနယ်ဆိုင်နှင့်နျူကလ িয়ার အစီအစဉ်များကိုတိုက်ခိုက်ခြင်းသည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်အမေရိကန်ကပြုလုပ်သည့်အပြစ်အနေနဲ့နိုင်ငံတကာဥပဒေများကုလသမဂ္ဂပဋိညေများနှင့်နျူကလ িয়ার လက်နက်မပြန့်ပွားရေးသဘောတူစာချုပ်များကိုချိုးဖောက်ခြင်းဖြစ်ကြောင်းအရဂျချီကထောက်ပြခဲ့သည်တချို့ကစောင့်မျှော်နေသည့်အတိုင်းအီရန်၏မြင်သာဆုံးဘာသာရေးကောင်းဆောင်အရာတိုလာ အလီခါမေနီကတော့ယခုအချိန်ထိ ထိုတိုက်ခိုက်မှုအပေါ်တုံ့ပြန်ချက်မထုတ်ရသေးပါအခြားတစ်ဖက်တွင်အီရန်အနုမြူဆွမ်းအင်အေဂျင်စီကမိမိတို့၏နျူကလ িয়ার အစီအစဉ်များကိုရပ်တန့်မည်မဟုတ်ကြောင်းပြောကြားထားပြီးအီရန်မီဒီယာများကလည်းအမေရိကန်နှင့်ထရန့်အစိုးရဖော်ပြထားသည့်အတိုင်းအ धिक နျူကလ িয়ার စက်ရုံများမှာလုံးဝဖျက်ဆီးခံလိုက်ရခြင်းမရှိကြောင်းသတင်းထုတ်ပေါ်ခဲ့သည် အီရန်တွင်နျူကလ িয়ার လက်နက်ရရှိရန်ရည်ရွယ်ချက်မရှိဟုရုရှားကအစ္စရေးအားပြောကြားခဲ့ကြောင်းပူတင်ဖော်ပြအီရန်နိုင်ငံသည်နျူကလ িয়ার လက်နက်များထုတ်လုပ်လိုသည့်ရည်ရွယ်ချက်ရှိကြောင်းပြသသည့်အထောက်အထားမရှိကြောင်းကိုရုရှားအစိုးရကအစ္စရေးအားဒီဇိုင်းမတ်မတ်အတိပေးခဲ့ကြောင်းသမရဗလာဒီမီယာပူတင်ကအင်တာဗျူးတစ်ခုအတွင်းတွင် ပြောကြားခဲ့သည်ဟု Sky News Arabia သတင်းဌာနကဖော်ပြခဲ့သည် IAEA နိုင်ငံတကာနှုမြူဆွမ်းအေဂျင်စီမှလည်းအီရန်ကနျူကလ িয়ার လက်နက်ရရှိရန်ပြင်ဆင်နေကြောင်းအထောက်အထားမတွေ့ဘူးခြင်းကြောင့်အစ္စရေးကောင်းဆောင်များအားငါတို့ကမကြာခဏသတိပေးခဲ့ကြတယ်ဟုပူတင်က ပြောကြားသည်ဟုသတင်းတွင်ဖော်ပြထားသည်အီရန်၏ငြိမ်းချမ်းရေးဆိုင်ရာနျူကလ িয়ার အစီအစဉ်ကိုရုရှားကထောက်ခံပံ့ပိုးရန်အဆင့်အသင့်ဖြစ်ကြောင်းထိုအစီအစဉ်ကို ဆောင်ရွက်ရန်အီရန်သည် ်လုပ်ပိုင်ခွင့်ရှိကြောင်းလည်းပူတင်ကထပ်မံ၍ပြောကြားခဲ့သည်အစ္စရေးနှင့်အီရန်ကြားဆင်ဆက်မပြတ်ဖြစ်ပွားနေသောပြည်ပခများအတွင် သွေးထွက်တန်ရုံဖြစ်မှုများကိုရပ်တန့်စေမည်နည်းလမ်းများအကြောင်းကိုနှစ်ဖက်စလုံးအားရုရှားကအကြံပြုထားကြောင်းစိန့်ပီတာစပန်မြို့တွင်ပြုလုပ်သည့်စီးပွားရေးဖိုရမ်တွင် ပူတင်ကပြောကြားခဲ့တော်လဲရင်းကြံအုပ်စု၏အသေးစိတ်အချက်အလက်များကိုတော့မထုတ်ဖော်ဖော်ပြခဲ့ပါဟုသိရသည် ားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလုံးလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်